ဲဂျုံအပါကက်လေးကကြောက်စရာကြီးနောက်ထပ်အပါကက်လေးဝင်ထားတယ်ဘောလီရှော့နိုင်ထားတယ်အိုး1 2 1> ဟိုးလက်ခုဝင်ထားတယ်ဂျုံစိုးရင်ရတယ်အနေထားကဝိုးဂျုံရိုက်ခုကဲအလုံးမင်္ဂလာပါဒီကနေ့မှာတော့ကျွန်တော်တို့မြန်မာပရိသတ်တွေအားလုံးစောင့်မျှော်ကြည့်ရှုချင်နေကြတဲ့ Bronica နဲ့ Champion Cup ဆင်ခုပွဲနှစ်ပွဲထိထူးတက်ခဲ့ပူတဲ့ Anisa Masan 2ရဲ့ပွဲစဉ်ကောင်းလေးတွေကိုပရိသတ်တွေနဲ့အတူအဆအဆုံးလေ့လာကြည့်ရှုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ဲ့တော့ကျွန်တော်အခုပထမဦးဆုံးအနေနဲ့ဘရိုနီကာနဲ့ဒီလာမဲ့နိုဝင်ဘာလ9ရက်နေ့1537ဆိုတဲ့ကောင်းစဉ်အောက်မှာကစ်ပေါင်စဉ်ပွဲအနေနဲ့ရှင်ပင်ထိုးတက်သွားမယ်အန်နစ်ဆာမက်ဆန်ရဲ့ပွဲစဉ်လေးကိုအရင်ဦးဆုံးအနေနဲ့ကြည့်ရှုတင်ဆက်ပြီးတော့မှဖြစ်တယ်ဗျ။အဲ့တော့ဒီပွဲစဉ်ပြီးသွားပြီဆိုရင်တော့ Bronica ရဲ့ပွဲစဉ်ကောင်းတဲ့ပွဲကိုပါတင်ဆက်ပြီးတော့မှဖြစ်ပါလိမ့်။ဒီတွေ့ကြုံမဆောင်မြို့ကြည့်ရှုအားပေးဖို့ဒီကနေ့အားလုံးကိုဖိတ်ခေါ်လိုက်ချင်ပါလိမ့်။အင်ဂျီအနီအောင်နဲ့အနီတောင်းကရှင်ပြန်ထိုးတက်နေတဲ့ Fighter ကတော့ဒါဒီလာမဲ့7လပိုင်း9ရက်နေ့ဒါ Bronica နဲ့ရှင်ပြန်ထိုးတက်သွားမယ်။အန်နစ်ဆာမက်ဆန်ဆိုတဲ့ Fighter ပဲဖြစ်ပါလိမ့်။ ဲ့တော့ဒီ fighter ဆိုရင်တော့မရက်9ပြီ6လက်မှရှိပြီးအသက်ကတော့38နှစ်အထိတောင်ရှိပါပြီ။ဒါ Algeria နဲ့ပြင်တဲ့ Noi Fan fighter သူဖြစ်ပါတယ်။ One Championship မှာကတော့ဒါသူ့အနေနဲ့ပွဲစဉ်ပေါင်း6ပွဲအထိဒါရှင်ပြန်ထုတ်တက်ထားတယ်။၆ပွဲမှာဆိုရင်တော့၄ပွဲအနိုင်ရရှိထားပြီး၅ပွဲရှုံးနေထားပါလေ။အပြန်တော့ကအင်ဂျီပေါင်းပြီးလင်ဘောယောင်ဝစ်စင်ထားတဲ့ဖိုက်တာကတော့ဂျပန်အမျိုးသမီးဖိုက်တာခန္နာဟိုရီဘူတိုပဲဖြစ်ပါလေ ဲ့တော့ဒီ fighter ဆိုရင်တော့ပြည်သက်တွေအလုံးမင်းတိကျလိမ့်မယ်လို့ထင်နေပြဒီလာမဲ့1173လိုဝင်ဘာလ16ရက်နေ့မှာဆိုရင်တော့ဒါမတူညီတဲ့အာဂဇာနီတုံမျိုးမှာချန်ပီယံဖြစ်ထားခဲ့မှုတဲ့ Stanford နဲ့ရှင်ပြိုင်ထိုးတက်သွားတော့မှာဖြစ်ပါတယ်အဲ့တော့ပွဲတင်ပြီးလိုက်တဲ့ပုံစံကတော့ Anton Wayne ကစ်ပေါင်စင်ခေါင်းစဉ်အနေနဲ့ပွဲတင်ပြီးလိုက်တာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေစာမဆန်ကြီးပွဲစဉ်ကိုတွန်းလိုက်အောင်ပါသူရဲ့အာသာချက်အာနေချက်ဒီစွမ်းဆောင်ကြီးအနေထား ဒါဘရော်နီကာကိုရောဘယ်အပိုင်းတွေမှာဒါဒုက္ခပေးနိုင်ချေရှိတယ်လဲပေါ့နော်ဒါဖက်ဖက်ကနေပြီးတော့မှကျွန်တော်ဒါထက်တွင်းနိုင်ရှင်တင်ဆက်ပြီးတော့မှဖြစ်ပါတယ်ဟောလက်ရှိနေထားတော့အနစ်ဆာမဆန်က1 2တွဲလုံးနေတာတော်တော်လေးကောင်းနိုင်မျိုးတွဲရတယ်အဲ့တော့သူရဲ့အရက်မောင်းကတော့ဒီမှတ်တမ်းတွေအရဆိုရင်တော့9.6လက်မှတ်ပေါ့နော်168စင်တီမီတာရှိတယ် အဲ့တော့ Bronica နဲ့ဆိုင်ရင်တော့ဒီ၄စင်တီမီတာတော့မြင့်မယ်ဗျ Bronica ကမှတ်တမ်းတွေရတော့၅ပီ၄လက်မပေါ်ပြထားတယ်ပေါ့နော်၁၀၀နဲ့ဒီ64စင်တီမီတာပါအဲ့တော့အတက်ရွယ်အပြင်ကတော့ Bronica တော့ပိုပြီးတော့ငယ်တယ်ပေါ့နော် Bronica 29နှစ်ပါဒါ Anisa Mansan ကတော့30နှစ်9နှစ်တော့မှရှိပြီပဲဗျအဲ့တော့ဒီအသက်အရွယ်ဟာဆိုရင်တော့အမျိုးသားရောအမျိုးသမီးရောဒါတော်တော်များများ fighter တွေအတွက်အကြပိုင်းအချိန်ကိုရောက်ရှိနေတဲ့အသက်အရွယ်ဖြစ်တယ်ပေါ့နော် အဲ့တော့တို့ဝိမဲ့အနေစာမဆန်ရင်ဆွမ်းဆောင်ရည်နေထားကြည့်လိုက်မယ်ဆိုတော့လုံးဝဒီလင်းမြန်တွက်လက်မှုရှိပြီးတော့မှဒီနစ်စနစ်ပိုင်းရတယ်တော်တော်လေးကောင်းနေတဲ့အနေထားမျိုးတွေကျွန်တော်မြင်တွေ့နေရတယ်။ကေပိုရီကဝင်ထားနေပြ။အဲ့တော့ကျွန်တော်အနေနဲ့သူ့ရဲ့ဒီရှိတဲ့ဖြတ်ကစားတော်တော့ကိုကြည့်မယ်ဆိုတော့ဒီဖန်တာကဒီဖူဝေါကောင်းနေတာမျိုးကျွန်တော်သတိထားမိတယ်ဒါခုံဆော့ခုံဆော့နဲ့အဝင်ထွက်ဒါအကွာဝေးချပြီးတော့မှ ဒါနီးစနစ်ကိုအခြေခံပြီးတော့မှလာကစားသွားခဲ့တာမျိုးတွေ့ရတာဗျာကဲကောင်းတယ်ဒီ1 2တွဲလုံးတွေဝင်တာလည်းတော်တော်လေးမြင့်နေဗျာအကေဝင်ထားတယ်ကဲပရမတ်ကြီးပြီးဆုံးသွားပြီဗျအဲ့တော့ကျွန်တော်အမိနဲ့ရောအနေဆာမဆန်ရဲ့ပွဲစီလို့ဒါနှစ်ပွဲသုံးပွဲလောက်ကြီးခင်ဘူးတယ်ပေါ့နော်ဒီဖိုက်တာပြောမယ်ဆိုတော့ တက်လုံကောင်းရှိတယ်။ဓမ္မဂုံလည်းကောင်းတယ်လို့ကျွန်တော်ဆိုလို့ရတယ်ဗျ။အဲ့တော့ပါဝါဘိုင်းကတော့ဒါတော်တော်လေးအားနည်းတယ်လို့ပြောမယ်။ဘာကြောင့်လဲဆိုသူ့ရဲ့ပွဲစဉ်ကျွန်တော်တော်တော်များများလိလံကြည့်ခဲ့တဲ့အချိန်မှာပေါ့နော်ဒီအလဲထူးနဲ့နိုင်တဲ့ပွဲစဉ်ကတော်တော်လေးနည်းတယ်။အထူးသဖြင့်ဒီ1 championship မှာဆိုရင်တော့သူနိုင်ထားခဲ့တဲ့လီးပွဲမှာဆိုရင်တော့ဒါ၃ပွဲကို ဒီအမှတ်ဆုံးဖြစ်တိရောက်တယ်ပေါ့နော်တပွဲတာကျွန်တော်လဲထူးအနိုင်ရရှိခဲ့တယ်ဒါရှုံးနေခဲ့တဲ့နှစ်ပွဲဟာဆိုရင်လည်းသူကဒါအမှတ်နဲ့ရှုံးနေခဲ့တာပေါ့နော်ဒီအတွက်ကြောင့်မို့ဒါဒီဖိုင်နာပြောမယ်ဆိုရင်တော့ဒါမာဂုံရှိပြီးတော့မှဒါတက်လုံကောင်းရှိတဲ့ဖိုင်တာတူလို့ကျွန်တော်တတ်မှတ်လို့ရတယ်ဒါအားနည်းချက်အနေနဲ့ပြောမယ်ဆိုလို့ဒီလက်တီးပါပါပေါ့နော်ကျန်တာတော့ကျွန်တော်တိတ်ပြီးပြောစရာတော့မရှိဘူးဗျ အဲ့တော့ Bronica ကတော့ဒီတက်လုံပိုင်းကနည်းနည်းလေးဒီစိုးရင်စရာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်မြန်မာပြည်သက်တွေအားလုံးတီးကြတဲ့အတိုင်းပဲ Bronica ရဲ့ဒုတိယပွဲစဉ်မှာတော့တက်လုံကြီးမြင့်တင်လာတယ်ပါဝါတွေမြင့်တင်လာတာတွေ့ရတယ်ဆိုပြီးမဲ့လဲဒါပထမပွဲစဉ်မှာတော့သူကတက်လုံကတော်တော်လေးကြာရလွယ်တဲ့အနေထားတစ်ခုမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဘရော်နီကဂယူဆိုင်မဲအချက်တစ်ချက်ကသူ့တက်လုံကိုကျွန်တော် ဒီအများကြီးရင်းပြီးမကစားဘဲနဲ့ပေါ့နော်ဒါတက်လုံကိုချွေချံပြီးတော့မှပွဲကိုချင်းကက်သွားဖို့အရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့ဒါသူ့ရဲ့ဒီဝမ်ပွဲဦးထပ်ပွဲစဉ်အနေထားကြီးလိုက်မယ်ဒါတက်လုံကြာရတာလွယ်တဲ့အနေထားတစ်ခုမျိုးရှိတယ်ပေါ့နော်။ကဲကောင်းနေပြန်ကြိုနေစာမဆန်ရဲ့ပွေချင်းကပုံရတယ်။လုံးဝဒီချက်ရရင်ချက်ဝင်နေ1 2ရရင်1 2ဝင်နေအနေထားမျိုးရှိတယ်။ တပကခန္ဓာကလည်းပြောဆို defend ကောင်းတယ်လို့ဆိုလို့ရပြီမဲ့နည်းနည်းလေး तू ကတစ်ချက်တလီမှာ get ကြနေပေါ့နော်ဟိုးကောင်းတယ်ဂျူလက်တီးတော်တော်လေးလင်းမြန်တွက်လက်မှုရှိတယ်တဒူတိုက်ချက်လေးလည်းကောင်းတယ်ဗျာအနိဆာမဆန်ကအဲ့တော့ဘရောနီကာနဲ့အနိဆာမဆန်တို့ရဲ့ပွဲစဉ်ကတော့ကျွန်တော်ရဲ့ အမြင်ရဆိုတော့ပွဲစဉ်ကောင်းတဲ့ပွဲဖြစ်မယ်။လုံးဝဒါအကျိတ်နေရှိသွားနိုင်တယ်ဗျ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီအနေဆာမဆန်ကမာကုံရှိတာပါလေဗောနော်။တကယ်လို့ဒါဒီနေရာမှာနေဆာမဆန်ဖုတ်ပင်းနေတခြားဒီမာကုံအားနေတဲ့ fighter တွေနဲ့တွေ့မယ်ဆိုတော့ပွဲကဆော့ဆော့စစ်စစ်ဗောနော်။ပွဲပြီးသွားနိုင်ရရှိတယ်။အပေါ်နီကပါဝါလက်ကြီးရှိတဲ့အတွက်ကြောင့်ပေါ့နော်။ခုနေသားကမနစ်စာမာကုံရှိတဲ့အတွက်ကြောင့်ဒါကွက်တိပဲ။ဒါပွဲကလုံးဝဖြိုးဖြီးမှုဆန်ဆန်နဲ့ ကျွန်တော်တူရပြန်ကူရပြန်သာထိချက်တွေနဲ့အချိန်နေတော့ဒါရှိလာနိုင်မှုများတယ်။အဲ့တော့ပြစ်တတွေနေနဲ့ဒါဘလို့ဒီမင်းထားတယ်လေပေါ့နော်။ Okay အဲ့တော့ကျွန်တော်တို့ဒီ final round ကိုတွောင်းလိုက်ရအောင်ပါအနေစာမဆန်နေနဲ့ဒီ Japan Fighter ခန်းနာကိုဒါဘလို့မြချင်းကတွောင်းမလဲပေါ့နော်။အဲ့တော့ပထမနှစ်ချီမှာတော့သူ့အနေနဲ့ပြောမယ်ဆိုထိချက်ပိုင်းမှာတာခင်းတွေလို့ပြောမယ်ဗျ။ Oh! Ow 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 ဒါအကွာဝီးချမီတော့ကစားတဲ့နေရာမှာဒီ4ကစားတဲ့နေရာမှာဒီပရိုနီကာထက်ကျွန်တော်တာတဲ့အနေထားမျိုးတွေကျွန်တော်မြင်တွေ့ရတယ်1 2ဝင်တော့တော်တော်လေးမြန်တယ်။ရှောင်းတင်းလေးကစားနိုင်တယ်အဘခက်တွေဝင်သွားနိုင်တယ်အမက်ရယူတဲ့ပုံစံမျိုးကစားသွားတာကတော့ဒါသူ့ရဲ့အဓိကအားသာချက်လို့ဒါပြောလို့ရတယ်ဗျ။ อยกับเทียบအဲ့တော့39ခုနဲ့နဲ့ဆိုတဲ့အသက်အရွယ်ကပြောမယ်ဆိုတော့ဒီအတွေ့အကြုံပိုင်းကတော်တော်လေးကောင်းတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဒါအခုချိန်ထိဒီအသက်အရွယ်ထိထိုးတက်နေတဲ့ဆိုကြတဲ့ကဒါစွမ်းဆောင်ရည်အရာရောအတွေ့အကြုံအရာရောကျွန်တော်ဘရိုနီကာနဲ့နိုင်ရှင်ကြီးလိုက်မယ်ဆိုရင်တော့ဒါအနစ်ဆာမဆန်ကတာမင်း အဲ့တော့ Bronica ကတော့အဓိကအားဖြင့်သူ့ရဲ့ဒီ aggressive စံနဲ့တတိုက်ကွက်တူ ਈ နဲ့နောက်ပြီးတော့မှဒါသူ့ရဲ့ power ကိုအဓိကအသုံးချနိုင်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဒီလာမဲ့ဒီနိုဝင်ဘာလ9ရက်နေ့ပွဲစဉ်ကတမွေထိုင်းပွဲစဉ်မဟုတ်တာကြောင့် Bronica နေနဲ့မွေထိုင်းပွဲစဉ်ကိုကျွန်တော်ရင်းပြီးတော့မှထိုးလို့ရတဲ့အနေအထားမျိုးတော့မရှိဘူးအဲ့သူ့အနေနဲ့ဒါအနေစာမဆန်ဘူးပေါ့ကျုံးမယ်ဆိုတော့ ဒီပညာရောင်းပါပါနဲ့ချင်းကပ်ဖို့လိုအပ်တယ်လို့ကျွန်တော်ဒီလက်တီးပါဝါကိုပေါ့နော်ဒါချွေးချံပြီးတော့မှဒါတုံးဖို့လိုအပ်တယ်ကျိုးပွဲဆလာကနေဖိထိုးမယ်ဆိုတော့ဘရောနီကနေနဲ့သူ့ရဲ့ဒီပြောမယ်ဆိုတော့သူ့ချက်တွေအများကြီးထွက်မယ်ဆိုရင်ဒါတက်လုံကလည်းကြကြလာနဲ့အလျောက်ပါဝါလေးကြသွားနိုင်ချေရှိတယ်ဒီတော့အခွင့်အရေးရမှာပဲလုံးဝကျွန်တော်မိမိရဲ့ရပါတော့ဒါသွေးလုံးတွေဝင်တဲ့နေဝင်မယ်ဒါ ပါဝါပြင်းစားတွေဝင်ဖို့လိုအပ်တယ်ပေါ့နော်ဟောလုံးဝဒီကစ်ပေါင်စင်လက်အေးအထူဖြစ်တဲ့အတွက်ကြောင့်ဒါဖိုက်တာတို့အတွက်ဒီခံနိုင်ရရကလုံးဝဒီအရင်ကြီးဒီစိုးရင်စရာအနေထားမျိုးတွေမရှိနေဘူးပေါ့နော်ဒီတကြောင်ဘရိုနီကာကသူ့အတွက်ကပြောမယ်ဆိုရင်တော့ဒီဆန်းစစ်မှုတစ်ခုဖြစ်တယ်ဒီပွဲကိုပညာရပပနဲ့သူ့နေဘယ်လိုမျိုးချင်းကနိုင်ချင်းကနိုင်မလဲဆိုတာဒါအဖြေထုတ်ရမယ့်ပွဲစဉ်တစ်ပွဲတော့ဖြစ်သွားနိုင်တယ်ပေါ့နော် အဲ့တော့သူ့ရဲ့ဒီ aggressive ဆန်တဲ့တိုက်ကွက်ဒီဒီ power ကိုအားပြုမယ်ဆိုတော့ဒီအနေစာမဆန်ဘူးဒါအနိုင်ရဖို့ကတော့ကျွန်တော်အနေနဲ့ဒါတိတ်ပြီးမလွယ်ဘူးလို့မြင်နေဗျလုံးဝအခွင့်ရေးရမှပဲကျွန်လက်တီထိုးချက်တွေဝင်စီချင်တယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ဒါဒီအနေစာမဆန်ပေါ့နော် browning နဲ့ရှင်ပြန်ထူးတက်သွားမယ်သူ့ရဲ့ဘွေးစင်လေးကိုကျွန်တော်ကြည့်ရှုတောင်းခင်းတော့ပဲဖြစ်ပါလေအဲ့တော့ခြုံပြီးတော့မှဒါသူ့ရဲ့ဆွမ်းဆောင်ရည်အနေထားကိုဒါပြောရမယ်ဆိုတော့ ဒီစွမ်းဆောင်ရည်ရကဒါကောင်းတယ်ဒါတက်ပေါက်တွေအရာနီးစနစ်တွေအရာလည်းဒါစုံနေမှုရှိတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အဲ့တော့မာကုံရှိတယ်ဒါတက်လုံကောင်းရှိတဲ့ fighter ဖြစ်တယ်အဲ့တော့ unnatural ဆိုလို့ဒီ power ပဲလို့ပြောလို့ရတယ်ဗျအဲ့တော့ဒီ unnatural chronicle နေနဲ့ဂိုင်းတွေဖြည့်ရှင်းဖို့လုံးဝကျွန်တော်အနေနဲ့ Okay အဲ့တော့ကျွန်တော် ဒီပရိုနီကာရဲ့ပွဲစဉ်ကိုထမှန်ကြည့်ရှုတင်ဆက်ပြီးတော့ဖြစ်ပါတယ်။အဲ့တော့ဒီအခုလက်ရှိကျွန်တော်ကြည့်ရှုသွားမယ့်ပွဲစဉ်ဟာဆိုရင်တော့ဒါပရိုနီကာရဲ့ဒီဒုတိယမြောက်ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဝမ်ချမ်ပီယံရှစ်မှာရှင်ပြန်ထိုးသွင်းသွားခဲ့တဲ့ပွဲစဉ်တွေထဲမှာဆိုရင်ဒါ1 Friday 5 107အမီလာကူရနေ2025တရှိမင်းထုတ်တော့ခဲ့တဲ့ပွဲစဉ်ဖြစ်ပါလေ။ဒါမူထိုင်းပွဲစဉ်မှာအဲ့တော့သူနဲ့ရှင်ပြန်ထုတ်တော့မယ့် fighter ကတော့ဒါပိတ်သက်တွေအလုံး တိကျပဲလို့ထင်တယ်ပေါ့နော်။ဒါ junior fighters လို့ခေါ်တယ်။အဲ့တော့ junior fighters ဆိုတဲ့ fighter ကဒီ one championship မှာ Veronica နဲ့မရှင်ပြိုင်ထုတ်တက်ခင်တော့ဆိုရင်တော့ဒါခုနှစ်ပွဲဆက်တိုက်ကိုဒါအနိုင်ရယူထားတာပေါ့နော်။အဲ့တော့တကယ့်ကို one မှာရှုံးဝင်းရှိ fighter တူဖြစ်တယ်။အဲ့တော့ဒီပွဲစဉ်မှာဆိုရင်တော့သူ့အနေနဲ့ဒါ Veronica ကိုဒါရှုံးနေသွားခဲ့တယ်ပေါ့နော်။အဲ့တော့သူ့အနေနဲ့

ိုက်တာမှလည်းတော့နည်းနည်းတူတယ်ဘောနော်ပြောရမယ်ဆိုတော့ကျန်နိုင်တာကောင်းတယ် right ခုတော်တော်လေးအားပါတယ်ပဲသူကစားပုံနေရဘိုးဂျူ right ခုတပတ်ကလည်းကျွန်တော်ကောင်းတာလက်တီထိုးချက်တွေတော်တော်လေးမြန်တယ်ဂျူနီယာဖစ်တန်ကဘိုးကောင်းနေပြန်ဂျူဝင်ပြန်လဲ ဝဲဆလာနဲ့ဂျမူပြန်လန်ရိုက်ခူလီဖိအားပေးထားရပြန်အရှောင်းသိမ့်သိမ့်မကစားဘူးဘရိုနီကာတော့ပြောနေနေလေးဒီဒဖက်အရှောင်းသိမ့်ပုံစံမျိုးကစားတာမျိုးတွေ့ရတယ်ပေါ့နော်ဟိုကောင်းနေဥပါရိုက်ခူဘရိုနီကာရဲ့ဒီဘတ်ဂျက်ထောက်လာတယ်ကျွန်ထီအောင်မရှိတယ်ဒီပွဲစီမှာအဲ့တော့သူ့ရဲ့ဒီအရက်မောင်းနဲ့ reach အားသာချက်ကိုဒီပွဲစဉ်မှာကောင်းကောင်းအသုံးချနိုင်တာမျိုးကျွန်တွေ့ခင်ရတယ်ဒီနေ့ဖက်တဲ့အရင်မောမှာလာအတာချင်းမရှိဘူးငါးပင်နဲ့တက်ဆိုတော့ဒီပွဲမှာဗရိုနီကာတာပါခင်းနေဗျ။အိုးဘာရိုက်ခုဘိုရိကေကန်ဟာနေ သတိထားမိတာဗရိုနီကာကဒီခြေကံမှာသူ့အနေနဲ့ဒီထောက်ကန်ချက်တွေအဓိကတုံးနေပါတော့။ဒါဘော်ဒီထောက်ကန်ချက်တောင်မှမဟုတ်ဘူးနေ။ဒီမျက်နှာထောက်ကန်ချက်ပေါ့နော်။ဘော်ဒီကစ်တို့လူကစ်တို့တိတ်မတုံးဘူးလက်တီကိုအဓိကအားပြုတယ်။ဟိုးဂျုံလက်တီကကြောက်စရာကြီး။ဘေဂျက်တတော်လေးထိရောက်တယ်ဒီပွဲစဉ်မှာ။အားလည်းပါတယ်ဂျုံရိုက်ခု။ဘယ်မှာစတန် စတန်ဖေးတန်အောင်ဖြစ်သွားရင်ဂျူနီယာဖေးတန်ရဲ့ကောင်တာရိုက်ခုလီယန်လေးလုံးဝဒါဘရိုနီကာအတွက်စိုးရင်စရာနေထားမျိုးရှိတယ်ပေါ့နော်ဒါတိချက်ကျွန်တော်ဒါရအောင်ထိုးနိုင်ခဲ့တယ်အိုးမူးသွားပြီရိုက်ခုအိုးမိုင်ဂေါဒေါ်ဝါအပြင်းစားကြီးဝင်သွားတာဗျာကဲပရမဂျင်းမစင်ကြီးတွက်ခင်ရတယ်ဂျူနီယာဖက်တာအနေနဲ့ဗော်နီကာဖိအားပေးပြီးလက်ခုဝင်ထားတယ်အပတ်ခက်ကြီးဝင်ဖို့ လက်ခု right hook တွေဝင်ဖို့ကြိုးစားနေတယ် Bronica Oh right hook Oh my god ကျုံ right hook Oh my god ရလိမ့်မှာမသိဘူးတော်တော်လေးပြင်းနေဗျာကျုံနှစ်ချိန်အောင်ရှိနေမက်ဆင်ကြီးတွက်ခံရတယ်ပြချောနေထားရတော့ချိန်နေတဲ့မဟန်တော့ဗျာ Bronica pressure ပေးထားတယ်တော်လေးတွေဗျာကျုံပထမချိန်မှာအချိန်နာအနှင်းငယ်လေးရလိုက်မယ်ဆိုတော့ ူနီယာဖဲတက်အနေနဲ့ပရမချီမာကနေနော့ဒေါင်း၃ဂျင်ပြီးခံရလောက်ပြီပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်မှကျွန်တော်အနေနဲ့နောက်ထပ်တချီရောက်တော့ဒါဘရိုနီကာရဲ့ခုတက်တဲ့အနေထောင်းကျွန်တော်ထပ်ပြီးတော့မှအကြည့်ခွင့်ရတယ်လို့ကျွန်တော်ပြောမယ်ပေါ့နော်အဲ့တော့တဖက်မှာလည်းသူရဲ့ဒီနှစ်ချီမြောက်၃ချီမြောက်မှာသူတက်လို့အနေထားဘူးလို့ရှိတယ်လေဆိုတော့ကျွန်တော်အနေနဲ့အကြည့်တွားရမယ် ။ဘာကြောင့်လဲဆိုရင်ဒီ1 point trap မှာသူ့ရဲ့တက်လုံကတော်လေးစိုးရင်စရာဖြစ်ခဲ့ရတယ်ပေါ့။အခုဒီပထမချီပြီးတော့တဲ့အချိန်မှာသူ့ရဲ့နေထားကတက်လုံရန်ကြီးမကြောက်ဆိုမဲ့ဒါနည်းနည်းလေးမောနေတဲ့အသက်ရှူတော်တော်လေးပြင်းနေတဲ့ပုံစံမျိုးတွေကျွန်တော်မြင်တွေ့ခဲ့ရတယ်ဗျ။ Okay round 2ကြည့်လိုက်ရအောင်ပါ။ဒါပေမဲ့ရန်တော့မလောဘူးခွင့်ရတော့ကြည့်နေလေ။ဟုတ်ကဲ့ကောင်းတယ်ဗျ။နောက်ခုဝင်ထားနေဘက ဂျူနီယာဖက်တာကအထင်လာလိမ့်ပြီးမဲရောမဲနေရဒီထားကဘောနီကေအိုးချိုရိုက်ခုဝင်ထားတာတော်တော်လေးကိုအားပါတယ်အိုးနောက်တစ်ချက်12ကောင်းတယ်အပခတ်ဘောလီရှော့နိုင်ထားတယ်ဂျုံအပကက်လေးကကြောက်စရာကြီးနောက်ထပ်အပကက်လေးဝင်ထားတယ်ဘောလီရှော့နိုင်ထားတယ်အိုး one to win the oh my god yes ဆက်တယ်ဗျာလက်တီပါဝါကတကယ်ကျွန်တော်ရနေလားမသိဘူးဟိုရနေတယ်ကျုံ၃ချိန်တော့ရှိပြီတော့တော့ပြီးခံလိုက်ရတယ်ဘောရှော့မိုက်ဟာရင်အပကမထင်ပြကောင်းကောင်းတော့သဘီဘောရှော့နိုင်လဲ one to the win ဟာရင်ဝါရိုက်ဟူ ။ဟိုးလက်ခုဝင်ထားနဲ့ဂျီအုံစိုးရင်ရတဲ့အနေထားက။ဟိုးဂျီအုံရိုက်ခု Oh my god တွားပါပြီ။ကဲ။လေးချိန်တော့မှတို့တော့ကြောက်လွန်ခင်းရတယ်ဗျ။ Junior Fighter အနေနဲ့ကဲ junior fighter ပြောမယ်ဆိုတော့တော့ one championship မှာပေါ့နော်သူအနေနဲ့ပြောမယ်ဆိုတော့ဒီ fighter တွေတော်တော်များများနဲ့ရှင်ပြန်ထူးတက်ခင်ရတဲ့အချိန်မှာသူ knockdown ကျသွားခံရတာမျိုးတွေကျွန်တော်မြင်ရတာ ော်တော်လေးရှားခဲ့တယ်လို့ပြောမြင်ရခဲ့တယ်ပေါ့နော်တို့မဲ့ဘရိုနီကာနဲ့ပွဲမှာသူ့အနေနဲ့လုံးဝကိုမထင်မထားဘူးလီးချိန်တော့မှနော့ဒေါင်ပြီးခံလိုက်ရတယ်ဗျအဲ့တော့ဘလူးဝေးပြပြမြဒီလိုကျွန်တော်ဘရိုနီကာလိုလုံးဝဒီပေါဝါပြင်းတဲ့ဖိုင်တာမျိုးနဲ့တွေ့တဲ့အချိန်မှာသူ့အနေနဲ့ဒီလုံးဝတောက်ခံပြီးတော့ဘရိုနီကာနဲ့ရှင်ပြိုင်ထိုးတက်နိုင်တာကိုပဲဒါချီးကျူးရမှာဖြစ်တယ်ဗျ။ဒါသူ့အနေနဲ့တခြားဖိုင်တာတွေတော်တော်များများဆိုသူကြီးကပဲကျွန်တော်နော့ဒေါင်းတွေယူပြီးတော့မှဒါအနိုင်ရယူပြန်ခဲ့တာပေါ့နော်။ ဲ့တော့ဒီလိုဖိုင်တာမျိုးကိုကျွန်တော်တို့ဘရိုနီကာနေနဲ့အလဲထိုးနိုင်ခဲ့တယ်ဆိုတာကတော့လုံးဝဒါဘရိုနီကာရဲ့အလဲထိုးပါဝါကဒါပြောမယ်ဆိုရင်အန်တန်ဝိတ်တန်းမှာဒါစိုးရင်စရာရှိတဲ့အနေအထားတစ်ခုမျိုးရှိတယ်ဖိုင်တာဒီတိုင်းအတွက်ဒါလဲထိုးနိုင်တော့တဲ့ဒီပါဝါမျိုးတွေပိုင်ဆိုင်ထားတယ်လို့ကျွန်တော်ဒီပွဲကိုကြည့်ချင်းအပြင်ဒါသိမြင်နိုင်တယ်မဟုတ်လား okay အဲ့တော့ကျွန်တော်ဒီကနေ့မှာတော့ဒါပရိသတ်တွေနဲ့အတူဒါဘရိုနီကာနဲ့ ီးပြီးဆိုရင်အနေဆာမက်ဆန်တို့ရဲ့ပွဲစဉ်နဲ့ပွဲစဉ်ကိုကျွန်တော်ကြည့်ရှုတင်ဆက်ပေးသွားခင်တော့ပဲဖြစ်တော့ပါတော့။အဲ့တော့ကျွန်တော်ပွဲနာနီးတဲ့အချိန်မှဆိုရင်လည်းဒါပွဲချူအထူးတုံးတဲ့ချက်အနေနဲ့ပါဒါတင်ဆက်ပေးသွားပြီးဖြစ်ရှိပါလိမ့်။ဒီတွေ့ကြောင့်မို့ဒါဆောင်မျိုးကြည့်ရှုအားပေးဖို့ဒီကနေ့အားလုံးကိုဖိတ်ခေါ်လိုက်ချင်ပါလိမ့်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆက်ပဲဖြစ်ပါလိမ့်။အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။